ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်တင်ဘာလ26ရက်နေ့အတွက်မုံတိုင်းလုံမိုးလေဝသခံမှန်းချက်တွေနဲ့မုတ်တုံလေးအားကောင်းနေတဲ့နောက်ဆုံးရအခြေအနေများကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်တိုင်ဖုန်းမုံတိုင်းရာဂါစာရဲ့အကျွင်းကျန်အပူပိုင်းမုံတိုင်းငယ်မြန်မာနိုင်ငံပေါ်တက်ရောက်မှုအချိန်ဟုန်အခြေအနေများကိုတင်ပြပေးသွားပါမယ်ယနေ့မြန်မာစံတော်ချိန်12နာရီ30ချိန်တိုင်းထွာကြများရတရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများကိုဖြတ်ကျော်ဝင်ရောက်နေတဲ့ အားကောင်းသောတိုင်ဖုန်းမွန်တိုင်ရာဂါဆာဟာအနောက်ဘက်သို့ရေမိုင်၃၁၂မိုင်ခန့်ရွေ့ရှားခဲ့ရာအပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့အာရော့ခဲ့ပြီးတရုတ်ဗီယက်နမ်နယ်စပ်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖုန်းမွန်တိုင်ရာဂါဆာရဲ့အကျွင်းကျန်အပူပိုင်းမုန်တိုင်းငယ်ဟာမြောက်လက်တီတို့22.3ဒီဂရီနဲ့အရှေ့လောင်ကြီးတို့18.3ဒီဂရီမှာတည်ရှိပြီးဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ရဲ့အရှေ့မြောက်ဘက်ကိုမိုင်100ခန့်အကွာဟိုင်ဖောင်မြို့ရဲ့မြောက်ဘက်82မိုင်ခန့်အကွာ မြန်မာနိုင်ငံတာချီလိမ့်မြို့ရဲ့အရှိတ်ဘန်မိုင်၄80ခန့်အကွာကိုဗဟိုပြုနေပါတယ်။ဗဟိုချက်လေဖိအားမှာ1000ဟက်တိုပါစကယ်အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီလျင်35မိုင်နှုန်းဖြစ်ပြီးရုတ်တရက်လေပြင်းတိုက်ဖြတ်ချိန်မှာမိုင်၄၀အထိရှိနိုင်ပါတယ်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖုန်းမွန်တိုင်းရာဂါဆာရဲ့အကျွင်းကျန်ပူပိုင်းပုံတိုင်းငယ်ဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးလာမယ့်48နှစ်အတွင်းလာအိုနိုင်ငံမြောက်ပိုင်းမှာလေဖိအားနဲ့ရုံုံဖြစ်သူလကောင် လာမယ့်ခုနှစ်နှစ်နာရီအတွင်းမှာမြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းမှာလေဖိအားနဲ့ဆဲအဖြစ်တို့၎င်းတဖြည်းဖြည်းပြန်လည်အပြော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖုန်းမွန်နိုင်ရာဂါဆာရဲ့အကျဉ်းချံများကြောင့်ယနေ့မှစ၍တရက်ဆယ်လ2025ရက်နေ့အတွင်းတပြည်လုံးတွင် နေရာနှံပြမိုးထစ်ချုံရွာပြီးနေရာကွက်ကြားမိုးတဲထန်ခြင်းဒေသလိုက်မိုးကြီးခြင်းမိုးချိန်ခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင် ဒေါက်တာဆိုင်းခွန်အာကာကခန့်မှန်းထားပါတယ်။အခုဆက်လက်ပြီးစက်တင်ဘာလ26ရက်နေ့အတွက်မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာကြများရကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်ရုမှာမုတ်တုံလေအကောက်နေခြင်းကြောင့်လကောက်ကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်ရုမှာလေဒုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောက်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိတဲ့အပူပိုင်းမုန်တိုင်းငယ်မှပြတ်ထွက်လာသောတိမ်တိုင်များကြောင့်လကောက် ယနေ့ညနေမှာတရက်၁၀လ၂၀25ရက်နေ့တွင်သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဒေသအလိုက်နဲ့နေရာကွက်ကြားမိုးကြီးနိုင်ပါတယ် မြမကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနာယီလျှင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍မိုးတက်ထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း တရက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများမှရှိတဲ့ကုန်းမြင့်ဒေတာဤမှနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနေနဲ့နေထိုင်ကြသူများအနေနဲ့ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်ရင်းရေချောင်းသွားလာရေလေချောင်းပြန်တန်းရင်းနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါသည် အခုဆက်လက်ပြီးမြန်မာပြည်တလွှားမိုးကြီးနိုင်မဲ့ဒေသများကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာများသောအားဖြင့်တာယာပြီးမိုးနှဲ့ငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီးနေပြည်တော်နယ်၊မကွေးတိုင်းဒေသကြီးတို့မှာတာယာနိုင်ပြီးမိုးနှဲ့ငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲ့ငယ်ကြီးနိုင်ပါမယ်။ ချင်းပြည်နယ်တွင်းမှာရှိတဲ့မတူပီခရိုင်ပလဝခရိုင်မင်းတက်ခရိုင်တို့မှာမိုးနေငယ်မှမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးကြံခရိုင်များမှာများသောအားဖြင့်တာယာပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်းမှာရှိတဲ့အနောက်ချမ်းအရှေ့ချမ်းခရိုင်များတွင်မိုးနေငယ်မှမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနေငယ်ကြီးနိုင်ပါမယ်။ရခိုင်ပြည်နယ်မှာမိုးနေငယ်မှမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနေငယ်ကြီးနိုင်ပါမယ်။ အရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ခရိုင်များအတွင်းမိုးအနှဲငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းမိုးအနှဲငယ်မှာမိုးအထင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လှိုင်းပွဲခရိုင်၊ကော့ကေးခရိုင်နဲ့ကြိုင်းစိတ်ကြီးခရိုင်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါတယ်။တန်တောင်ကြီးခရိုင် ဖားပွန်ခရိုင် ဖက်အန်ခရိုင်နဲ့မြရီခရိုင်တို့မှာမိုးအနှဲငယ်မှာမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့မော်လမြိုင်ခရိုင်ရှိမြို့နယ်များရေးခရိုင်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအတင်းတင်းရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ကြိုက်ထိုခရိုင်နဲ့တထုံခရိုင်တို့မှာမိုးအနှဲငယ်မှာမိုးအတင်းတင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။ တနင်္သာရိုင်တိုင်းဒေသကြီးတွင် မှရှိတဲ့တဝဲခရိုင်ဘိတ်ခရိုင်ပုတ်ပြင်းခရိုင်နဲ့ကော်တောင်းခရိုင်များအတွင်းမိုးအနှဲငယ်မှာမိုးအထင်တင်နေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်အခုနောက်ဆုံးအနေနဲ့မြေရည်အခြေအနေများကိုတင်ဆက်ပေးပါမယ်6နိုင်ခွဲချိန်တိုင်းထွာချက်များအရမြေကြီးနားမြို့ရဲ့မြေရည်ဟာအနှုတ်18စင်တီမီတာပေဝက်ကျော်ခန့်ထက်ကြပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ28.5ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီး ယနေ့အနေဆုံးအပူချိန်ကတော့16.6ဒီဂရီဆယ်စီယက်ဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေရေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်965စင်တီမီတာ25ဘီခန့်အလိုမှာရောက်ရှိနေပါတယ်။မြေရေအတက်ကြာပုံမှန်အနေထားခံမှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အရာဝတီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအရာဝတီမြေဆောင်ထပ်ပိုင်းမှာနေရာကွက်ကြားမိုးသည်ထန်သွားရွာသွန်းခြင်းများကြောင့် မြေကြီးနားမြို့ရဲ့မြေရေဟာကြာဆင်းနေရမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပန်းစွန်းဒေသများနဲ့အေရဝတီမြေအထက်ပိုင်းမေခမြေနဲ့မလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထုံးမှုအားအသင့်အင့်ရှိနေပါတယ်။အေရဝတီမြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကန်းအနီးမြေနိတ်ဒေသများနဲ့မြေနူကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အရာရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ပထမဦးစွာချင်းတွင်းမြေရေအခြေအနေများကိုတင်ပြပေးသွားပါမယ်။၂၅လ2025ရက်နေ့6နိုင်ခွဲချိန်တိုင်းထွာချက်အရခန်တီးမြို့ရဲ့မြေရေဟာအနှုတ်6စင်တီမီတာနှစ်လမ်းမှခန့်ပြန်ကြပါရစေ။မုံရမြို့ရဲ့မြေရေဟာအနှုတ်32စင်တီမီတာတပေခန့်ထက်ကြပါရစေ။ ချင်းရွင့်မြက်ထပ်ပိုင်းမှာလက်တလောတွင်မိုးအားအနှဲငယ်မှအသင့်တင်ရှိနေပါတယ်။ယခုရက်ပိုင်းတွင်ချင်းရွင့်မြက်ရိုးတခြားမြို့များအလုံးတွင် အကြပတ်သူဥတီနေပါဦးမယ်။ချင်းရွင့်မြက်ရေအတက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်။ထူးကဲမြက်ရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန်ဒီမြို့ရဲ့မြက်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနေ့ကညနေထိလေးလက်မှခံပြန်တက်ခဲ့ပြီးနှစ်လက်မှခံပြန်ကြခဲ့တာဖြစ်ပါတယ်။ ဟုံးလင်းမျိုးရဲ့မြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဖောင်းပြင်မျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မော်လိုက်မျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းကြီးမျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကဏီမျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မုံရမျိုးရဲ့မြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြေကြီးအခြေအနေများကိုတင်ပြပေးသွားပါမယ်။ ဗမော်မျိုးမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ရွှေကူမျိုးရည်မြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကတာမျိုးရည်မြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ထီးကြိုင်မျိုးရည်မြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။တပိတ်ချင်းမျိုးမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မန္တလေးမျိုးမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။စကိုင်းမျိုးမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မြင်းမှုမျိုးမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ပခုတ်ကူမျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက် ကြာဆင်းနေပါမယ်။ညာဦးမျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ခြောက်မျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းပူမျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကြားဖြတ်မှုရဲ့ကြောင့်အနေငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။မကွေးမျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကြားဖြတ်မှုရဲ့ကြောင့်အနေငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။အောင်လံမျိုးမြည့်ရဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ကြားဖြတ်မှုရေးကြောင့်အနှဲငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်မျိုးမြေရေးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။စိတ်သားမျိုးမြေရေးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟင်္ဒရာမျိုးမြေရေးတက်ရေကုန်သလောက်ရှိနေပါပြီ။နောက်ထပ်အနှဲငယ်ခံထက်တက်နိုင်ပြီးမနက်ဖြန်နံနက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့မှာပြန်လည်ကြာဆင်းနိုင်ပါတယ်။ဇလုံမျိုးမြေရေးတက်ရေကုန်သလောက်ရှိနေပါပြီ။နောက်ထပ်အနှဲငယ်ခံထက်တက်နိုင်ပြီးမနက်ဖြန်နံနက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့မှာပြန်လဲကြာဆင်းနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ